တမိုးဝမ်းကြောင်းပညာရည်များကိုလက်တွေ့အသုံးချနိုင်ရင်းရင်းနှီးမြှုပ်နှံမှုထုတ်ချေးလုပ်ငန်းကော်မတီရဲ့ဒုတိယကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုနိုဝင်ဘာလ18ရက်နေ့လယ်ပိုင်းကတမဝရမနဲ့ကျင်းလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအစည်းအဝေးခန့်မှန်းမှာကျင်းပပါတယ်ပရမအိုးစွာဒုတိယဝန်ကြီးဦးတိုက်စိုးကအတမိုးဝန်ဆောင်ပညာရည်များကိုလက်တွေ့အသုံးချနိုင်ရင်ရင်းနှီးမြှုပ်နှံမှုထုတ်ချေးလုပ်ငန်းကော်မတီကို2025ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ကြောင်း ကော်မတီဝင်ဝင်ကြီးဌာနအလိုက်အတမွေးဝန်ဆောင်အထောက်ကူပြုတင်နှံများဖွင့်လှစ်တင်ကြားပေးလျက်ရှိပြီးတရအောင်မြင်သူများအနက်ငွေချင်းအရှင်ဤလိုအပ်သူများစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုပိုင်လှုပ်ကိုင်မဲ့သူများကိုစည်ရင်းကောက်ရှုပြီးမတည်ရင်းနှီးငွေရယူလိုပါကတတ်မှတ်စည်မြင်စည်းကမ်းများနဲ့အညီရင်းနှီးမတူငွေများထုတ်ချေးပေးနိုင်ရေးစနစ်တကျဆောင်ရွက်ရမှာဖြစ်ပါကြောင်းပြောကြားပါတယ် ိန်နောင်အမြဲတမ်းအတွင်းဝဥခန့်စောကနိုင်ငံတော်အတွက်ပြည်သူစစ်မှုထမ်းဖြင့်စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများကိုအလုတ်ကိုင်းအခွင့်အလမ်းများရရှိရေးအတွက်တပ်ဆိုင်ရာဝန်ကြီးဌာနများတိုင်းနေသားကြီးပြည်내အစိုးရအဖွဲ့များနဲ့ချိတ်ဆက်ဆောင်ရွက်သွားမယ့်အစီအစဉ်များကိုရှင်းလင်းဆွေးနွေးပါတယ်။ အိနာတမဝရမဦးစည်းဌာနညွှန်ကြားရေးမှူးချုပ်ကတမဝရမကဏ္ဍမှာအရင်းနှီးချင်းငွေများပံ့ပိုးပေးမဲ့အစီအစဉ်ဂျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစည်းဌာနညွှန်ကြားရေးမှူးချုပ်ကမြဆိုင်အောင်ကျင်းရစီမံကိန်းရှမ်ပုံငွေဂျေးလက်စီးပွားမြန်မာရေးရှမ်ပုံငွေထူထောင်ခြင်းစီမံကိန်းရှမ်ပုံငွေတို့ဖြင့်အရင်းနှီးရရှိဆောင်ရွက်ပေးမဲ့အစီအစဉ်များ အသေးစားဆက်မှုလက်မှုလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကဝင်ငွေတိုးစီမံကိန်းတင်နှံများဖွင့်လှစ်ပို့ချပြီးအောင်မြင်ပြီးသူများကိုပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေးလိုအပ်တဲ့အရင်းအနေနဲ့စက်ပစ္စည်းကိရိယာများပံ့ပိုးပေးလျက်ရှိတဲ့အခြေအနေများကို ရှင်းလင်းဆွေးနွေးပါတယ်။ ဆက်လက်ပြီးမြမလဲရဖွံ့ဖြိုးရေးဘဏ်ဥဆောင်ညွှန်ကြားရေးမှူးကလက်ရှိတောင်းသူများအတွက်ချင်းငွေများပံ့ပိုးပေးထားမှုအခြေအနေစစ်မှုထမ်းတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့သူများစည်ရင်းရရှိပါကတိုင်းနေသားကြီးပြည်နေများရှိမြမလဲရဖွံ့ဖြိုးရေးဘဏ်မှာချင်းငွေစည်းကမ်းနဲ့ကိုက်ညီသူများအတွက်တတ်မှတ်အတူနှုန်းဖြင့်ဦးစားပေးဆောင်ရွက်ပေးမယ့်အစီအစဉ်များစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆင်မြောင်းဝင်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ကအိုးစီးဌာနများမှဖွင့်လှစ်ပေးလျက်ရှိတဲ့အတမွေးဝန်ဆောင်အထောက်အ ကူပြုသင်တန်းဆိုင်ရာမြောက်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်ချင်းငွေမျိုးနဲ့တွင်းအားစုရရှိရေးနဲ့ဆောင်ရွက်ပေးနိုင်မဲ့အစီအမံများကိုရှင်းလင်းဆွေးနွေးပါတယ်ဆလဘီနေပြည်တော်ကောင်စီနဲ့တိုင်းဒေသကြီးပြည်내အစိုးရဖွဲ့များမှညွှန်ကြားရေးမှူးများကအစီအမံများကိုရှင်းလင်းဆွေးနွေးကြပါသည်။ အဲဒီနောက်ဒုတိယဝန်ကြီးကလုပ်ငန်းကော်မတီဝင်များအနေဖြင့်အမည်စင်းများကိုတိကျမှန်ကန်စွာပြုစုပြီးချင်းငွေမထအောင်စီစစ်ခြင်းမိမိတို့သက်ဆိုင်ရာကဏ္ဍလိုက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့်စီမံခန့်ခွဲမှုကော်မတီကိုဆက်လက်တင်ပြနိုင်ရေးစီစဉ်ဆောင်ရွက်ရန်မှာကြားခဲ့တယ်လို့တင်ရရှိပါရရှင်။